ဒီနေ့မှာတော့သစဉ်ကအရန်နာမည်ကြီးနေတဲ့ဒီ jelly frozen လေးပေါ့နော် jelly gummy လေးတွေကိုလောက်စားကြည့်မလို့ပေါ့နော်နာမည်ကြီးနေတာကတော့ဟို2024မြေကုံလောက်ကလေးอ่ะပေါ့နော်အဲ့ဒါအခုမှဆန်လောက်ကြည့်မလို့တစ်ခါမှလည်းမလုပ်ဘူးပေါ့နော်ဘယ်လိုလဲဒီမှာလောင်းထည့်ရအောင် surprise မြုပ်တဲ့ ठी နော်ဆိုရင်ဒါလေးကိုတ냐တိတ်ထားလိုက်မယ်နော်မနေ့ဖြန်ကြောင်းပြန်တွေ့ပါမယ် ရိုးရိုးရေးအေးစိန်တဲ့အခန်းထဲမှာပဲ24နာရီထားလိုက်ပါမယ်နော်။ဒါလေးကတော့မနှက်မိုးလင်းအပြေးလွားမျက်နှာမသိရသေးဘဲနဲ့ဂျယ်လီတွေကို supply ကနေဆက်ထုတ်ပြီးတာနဲ့ရေခဲခန်းထဲမှာတော့ထပ်စိန်မလို့ပေါ့နော်။တချို့ဟာတွေတော့ကျိုးသွားပါတယ်ရှင့်။ဒါလေးကိုတော့နောက်ထပ်3နာရီရေခဲခန်းထဲမှာစိန်ထားပါမယ်။ဒါလေးကတော့3နာရီရေခဲခန်းထဲမှာထည့်ထားတဲ့အနေထားလေးပေါ့နော်။ có chả là sự giác làm gì rồi chơi đi na gì kia, ai lo được rồi? ပြောမဆိုရင်တော့ဒီရေခဲချောင်းဘာအတီးအရသာတွေနဲ့ရေခဲချောင်းစားနေရတယ်လို့မျိုးပဲအဲ့ဒီအတိုင်းပဲဒီနေ့လောက်တာလေးကတော့အောင်မြင်ပါတယ်ပေါ့နော်အရသာကတော့လေ ်ဘာရထူထူလေးထူတော့မဟုတ်ဘူးနော်ဒီ jelly စားလိုက်တဲ့အရသာတိုင်းပဲဒါလည်းအကြတော့ပုံမှန်ကို jelly ဝယ်စားတာကိုအခက်အေးခန်းထဲမှာထည့်ပြီးတော့ထိုင်စားနေရတာလောက်ပေါ့နော်ဒါပေမဲ့အချိုကတော့အများကြီးပေါ့သွားတယ်ဘာကြောက်လဲဆိုတော့ surprise ထဲမှာရေစိန်လိုက်တာအာဘယ်လိုမျိုးပြောတာတရက်ဆိုတော့လေဘယ်လိုသူ့ရဲ့အချိုအရသာတွေကပြည့်သွားတယ်အချင်တတ်နည်းနည်းကြံတယ် အတီးနန်းကလေးကြံနေပြန်နေရေခဲခဲလေးနဲ့ကိုက်စားအဲအဲ့လိုမျိုးထက်ချပုံစံလေးပေါ့နော်โอเคဒီလိုမျိုးပဲစားစရာဆက်ဆန်းလေးတွေခုလိုမျိုးလိုက်လှုပ်စားကြည့်ရတာဘဝသနာပါတဲ့လူတွေဆိုရင်တော့လေခုလိုမျိုးနွေရာသီမှာဆန်းလှုပ်ကြည့်ဖို့အရန်တင့်တော်တဲ့ဒီစားစရာလေးလို့မြင်မိပါတယ်ရှင့်အရန်တော့ထူဆန်းတဲ့အရသာမျိုးမထွက်ဘူးဆိုပေမဲ့လည်းပြောစရာလေးတော့ကောင်းပါတယ်ရှင့်ဒီစဲဗီဒီယိုလေးကိုအဆုံးထိရှိပေးကြတော့အားလုံးထူပဲကြည့်စစ်တင်ပါတယ်ရှင့်နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲတတ